ေးနိုင်ပြီးသွားရင်ဆရာကြီးဖြစ်သွားပြီ။ဟာဆရာကြီးဖြစ်သွားတာဆိုတာလည်းနောက်နေရမှာမဟုတ်တကယ်ပြောတာ။ဘာဖြစ်လို့ဆိုတော့ဒေးနိုင်မှာကျွန်တော်ဘာကိုစပြီးတော့သင်ပြီးလဲဆိုရင်သူများကိုခိုင်းမဲ့ဟာတွေကိုစပြီးတော့သင်ပြီ။အခြေခံစာနဲ့ဒီစာပုံမြန်မြန်လေးလိုက်ကြည့်မယ်။ subject ဒါ day 607နဲ့8တွေတည်းထားထားပြောထားပြီးတော့တဲ့သူ verb နော်စာတာတောက်တာနေရာထိုင်တာနော်ရေကူးတာဒီမှာ verb တွေပါတယ်ဝယ်တာတို့နော်လာတာတို့ဒါ verb တွေ။ဘာသာခါခိုင်းရတဲ့ object ခါခိုင်းရတဲ့သူဒီ subject လောက်တာကိုခိုင်းရတဲ့ဟာ နောက်ကကျတော့ place လို့ခေါ်တဲ့နေရာလာမယ်။နောက် time လို့ခေါ်တဲ့အချိန်လာမယ်ပေါ့။အဲ့မှာဒီနေ့တင်မှာအဲ့ပုံစံလေးကဘာကိုဖြောက်တင်မှာလဲဆိုရင် subject ကိုဖြောက်တင်မှာ။ subject ဖြောက်တော့ဘာလာလဲဆိုရင် verb ပဲလာမှာပေါ့။ verb ပြီးဘာနာမှာထုတ်တဲ့အတိုင်း object ပေါ့။ပြီးရင် place ပြီးရင် time တော့စစချင်းအလုပ်ဒီ subject မှာပါကြဘာနဲ့စမှာလဲဆိုရင် verb နဲ့စမှာ။အဲ့စမဲ့ verb ဒီ verb 0နဲ့စမှာ။အဲ့လိုမျိုးစာသားမျိုးကိုဘယ်လိုခေါ်လဲဆိုရင်ပါစမ်းလောက်ပါလောက်စမ်းသူများအမိန်ပေးလို့ရပြီ ီလိုဘက်ကနေစပြီးတော့ဒီလိုလေးစီတိုက်ရင်သူများအမိန်ပေးလို့ရပြီဒါကြောင့်ဒီနေ့ဒေးနိုင်ပြီးသွားရင်ဆရာကြီးဖြစ်ပြီလို့ပြောတာပေါ့နော်ဟောနောက်တစ်ခုအဲ့ဒီ v0 လေးရဲ့အရှိမဒီလိုနော်လို့ object ပေါ့ place ဆိုနေရာပေါ့ time ဆိုတာအချိန်ပေါ့ဘာလေးထပ်ထည့်လိုက်မယ်ဆိုရင် don't နေထပ်လိုက်မယ် don't v0 အဲ့ဆိုရင်မလုပ်ပါနဲ့မလုပ်စမ်းနဲ့ဟိုဒီလိုမျိုးမျိုးထပ်တယ်ကဲတော့ v0 လေးတစ်လုံးနဲ့ပဲပြောကြည့်အောင် time ဒီကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် sit လို့ခေါ်တယ်ရှေ့မှာဘာ subject မှမထည့်နဲ့ sit နော် sit timer down လေးထည့်လိုက်လဲရတာပေါ့နော် down ဆိုတာ output ဆိုတာတိတယ်ပေါ့သူရှင်းမှာဗာထည့်လိုက်မယ်ဆိုရင် down လေးထည့်လိုက်မယ် don't sit down မထိုင်ပါနဲ့ဟောဒီနေ့တင်မဲ့စာကြောင်းနေသည်သူများကိုခိုင်းမဲ့ဟာတွေပဲလောက်ပါမလောက်ပါနဲ့အဲ့တော့ဒီပုံစံလေးမှတ်ထားမယ်အဲ့လိုခိုင်းတဲ့ပုံစံလေးတွေကို imperative လို့လည်းခေါ်တယ်ဒါတော့ grammar အခေါ်အဝေးလို့လည်းသိထားမယ်အဲ့တော့ဒီမှာ number 1သင်အမိအတွက်ကိမုတ်တလုံးဝဲပါခိုင်းလိုက်ပြီ number 2ဒီလိုလာပါ ံပါတ်3မလက်ဖန်စောက်တုံးယူလာခဲ့ပါနံပါတ်4ဒီညအင်စာလုတ်လက်ချောင်းတွေကိုမကိုက်နဲ့အကုန်လုံးဒီရိုးရိုးစာချောင်းတွေမဟုတ်ဘူးမင်းကုန်းတွေလည်းမဟုတ်ဘူးဘာလဲဆိုလို့ရှိရင်ခိုင်းနေတာတင်းရဲ့အဖေထံသို့စာစာဆောင်ရေးလိုက်ပါဒီညနေငါ့ကိုဖုန်းခေါ်ခလက်ထိုင်ပေါ်မှာထိုင်ပါကျောင်းကူနိုင်လာခဲ့သူနဲ့မသွားနဲ့စပွဲကုန်းပေါ်မှာထိုင်နဲ့စပွဲကုန်းထုမနေနဲ့ဒီစာကြောင်းတွေကိုကိုပေါ့ကိုရေးရမှာဒါပေမဲ့ကျွန်တော်တပုတ်လောက်တော့နမူနာလုပ်ပြမယ်ဒါဒါအောင်မလုပ်ခင်ရှေ့ရတင်ထားတဲ့ဟာတွေကိုနည်းနည်းပြန်ပြီးတော့ချက်ကြေလုပ်မယ်ဒါလေးတွေတော့မှာဆိုတော့ပါနော် CO2 ရဲ့အဓိပ္ပာယ်လေးကိုသို့ရယ်ရန်ရလို့မှတ်ထားနော် for ကတော့ဗာလေအတွက်ရယ်ကြားအောင်လေဒါဒီနေ့မှပြောတာမဟုတ်ဘူးနော်ဒါဟာရှေ့က lesson 3 for တို့ဘလောက်လဲဆိုရင်3တွေ4တွေ5တွေမှလည်းဒါရယ်တောက်လျှောက်ပြောခဲ့ပြီးသားအဲ့တော့ day အခုမှ day 9အခုမှဖြတ်ကြည့်ရလို့ဆိုရင် day 1ကိုပြန်သွား day 1နေအခြေခံတပုတ်ချင်းဒီတစ်နေ့တစ်ခါကြည့်ပြီးတော့ကြည့်အောင်ကြက်ခက် day တက်တီးပြီးသွားရင် out တက်ကြည့်ပြီးတော့ဒါမှတ်ပြီးတော့ဒါပြီးရင်ကျွန်တော်ဆက်ပြီးတော့သင်ပြနေမှာပေါ့နော် weight ကတော့နှင်းနှင်းအတူအပေါက်ကတော့ခန့် အကြောင်းเนาะနှစ်ပတ်သက်ရေးလို့ပြောရင်လည်းရသေးတယ် sorry ဒါပြင်နောက်တစ်ပါးလေးသိရမယ်ဆိုရင် object pronoun ဒီဆဲမလောက်ပါတဲ့ကလက်လက်ဆက်ဆက်တင်ထားပြီးသားဘာနဲ့ဆုံးတဲ့အလုံးလဲဆိုရင် go နဲ့ဆုံးတဲ့အလုံးလေးခံရတဲ့သူတွေဘယ်မှာထည့်ဖို့လဲဆိုရင်ဒီ object နေရာမှာထည့်ဖို့เนาะ me ကျွန်ုပ်ကို you တင်ကိုနောက် you တင်တို့ကို him သူ့ကို her သူမကို it ၎င်းကို them သူတို့ကို၎င်းတို့ ဟိုအဲဒီဟာတွေဒီအနောက် USS ကျွန်ုပ်တို့ကိုပေါ့ဒီဟာ object pronoun တွေဒါတွေလည်း object နေရာမှာထည့်ဖို့သုံးရမယ်တဲ့ဒီနှစ်ခုသုံးပြီးတော့ number 1ကိုရေးကြည့်အောင်တင်းရဲ့အမေအတွက်ကိမ့်မုတ်တစ်လုံးဝဲပါဆဲပါဆိုတာခိုင်းလိုက်တာဝဲပါဆိုတဲ့ခိုင်းလိုက်တာအဲ့တော့ကိုရေးမဲ့စာကြောင်းဒီခိုင်းတဲ့စာကြောင်းလားရိုးရိုးစာကြောင်းလားမေးခွန်းလားအငင်းလားဆိုတော့နားလည်မယ်ဒါပေမဲ့ကျန်တာတွေကမတင်ရသေးတော့မတက်မတိလေကိစ္စမရှိဘူးတော့ဆယ်ဝဲပါဆိုတာဒီခိုင်းလေဆိုတော့သိရမယ်ခိုင်းရင်ဘာနဲ့ခိုင်းမလဲ subject မေးလိုက်တော့ verb နဲ့ခိုင်းမယ် ဝယ်ဒီဆိုဗတ်ဒီနောက်ဆုံးအလုံးဒီဗတ်ပဲဗမာစာရဲ့နောက်ဆုံးဒီဗတ်ပဲသူနဲ့စမယ်ဝယ်ပါစမယ် object အဝယ်ခမ်းမဲ့ဟာပါလာကြည့်ပါလာပေါ့ကိမုတ်တလုံးဒါ object ပဲနေရာတွေပါလာမပေါဘူးအချိန်ရောပါလာဆိုမပေါဘူးဘာကြံခဲ့လဲတင်ဤအမေအတွက်အတွက်နဲ့ပတ်သက်ပြီးတော့ preposition နဲ့ phrase ဆိုပြီးတော့ဒီချက်တင်ပြီးပြီနော်အတွက်ရဲ့တင်ဤအမေနဲ့ဆိုရင်ဗျောင်းမြက်လေးရရလေအတွက်ကိုအရှိမတင်ဤအမေကိုနောက်မှာထည့်လို့ရရတယ်အဲ့ဒါကို preposition နဲ့ phrase ဟိုဝိဘတ်အတွဲလို့ခေါ်တယ်အဲ့ဒါတော့နောက်ဆုံးမှာထည့်ရမယ်ကဲဝဲပါဆို bye ကိမုတ်တလုံးတလုံးဆိုတော့ a cake ဘာ cake ကိမုတ်လုံးဝပါပြီးသွားပြီကြောင်းမြန်မယ်နော်လုံးဝကြောင်းမြန်မယ်တင်းအမိအတွက်ကဲ proposition ဖြစ်တဲ့အတွက်ကိုရေးရမယ်အတွက်ကိုမှတ်မိလားမမှတ်မိရင်ရှေ့ရဟာတွေမကြည့်ရသေးလို့ရှေ့ရဟာတွေကြည့်ပြီးမှဒါလို့လို့နော်အဆင့်ကျော်ပြီးတော့မတက်ပါနဲ့တစ်ဆင့်သေးနေသွားပါဟုတ်ပြီအတွက်ဒီအင်္ဂလိပ်လိုဆိုရင် for လို့ခေါ်ပါတယ်တင်းဤအမေတင်းဤဆိုတာလည်းတိတ္တနေမိတာတင်းဤကိုဘာလို့ခေါ်လဲလို့မေးလိုက်တာလည်းသိလားမသိသေးရင်တစ်ချက်ထပ်ပြောပြမယ် possessive adjective တင်းဤ you are လို့ခေါ်တယ်နော် ဲ့ဒါ day 2မှာပါပြီသားအမေက mother အဲ့တော့တင်ဤအမေအတွက်ကိတ်မတလုံးပဲပါ buy a cake for your mother ကဲကျွန်တော်တွေကိုခဏလေးဗီဒီယိုရက်ပြီးတော့ဖြေပါပြီးလို့ရှိရင်ဘယ်နှမရလဲတချို့အောက်မှာပြန်ပြောခဲ့ပါကဲ JB ဆိုရင်ချက်တော့ဖြေတတ်ကြမယ် D ကိုလာပါ back ကနောက်ကအလုံးလာပါအောင်ရေးရမယ်လာပါဆိုတာခမ်းခံရတဲ့ object မပါဘူးနေရာပါလားဆိုတော့ပါတဲ့ဒီနေရာကိုဒီနေရာအင်္ဂလိပ်လို့ဆိုရင် here လို့ခေါ်တယ် come here ဒါပဲ မနက်ဖြန်စာအုပ်တအုပ်ယူလာခဲ့ပါဘက်ကနောက်ဆုံးမှာနောက်ဆုံးဟာပဲစဉ်းစားပါယူလာခဲ့ပါသည်ရှင်းနေရမှာမင်းနေနေတခါပြီးသားယူလာပါဘူးအင်္ဂလိပ်ဘယ်လိုခေါ်လဲ brain ငါ brain စာယူလာတယ်ယူလာပါဘာဘလောက်တုံးလိုက်တာလဲဆိုရင် v0 ပဲတုံးလိုက်တာ v1 v2 v3 ခဏလေးပြေးတာဟုတ်ပြီ brain ပြီးပါလဲဆိုတော့ကြောင်မနေနဲ့ but being object ယူလာခံရမယ့်ဟာလိုက်ရှာစာအုပ်တအုပ်တအုပ်ဆို a ထက်မယ် brain and book ယူလာမယ့်နေရာပါလားမပါဘူးယူလာမယ့်အချိန်ပါလားဆိုတော့ပါတယ်မနှက်ဖန်မနှက်ဖန်ဘာလို့ခေါ်လဲဆိုရင် tomorrow လို့ခေါ်တယ်နော် T O M O R R O W tomorrow ဒီညအင်စာလောက်ကဲဖတ်ကိုလိုက်ရှာဖတ်ကလောက်လောက်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ do လောက်ပြီးပါလားမလဲ object အလုခါမှာအင်စာဆိုတော့ homework you are homework လို့ရေးလိုက်ပြီးတော့သင်အင်စာလို့ထည့်လိုက်ရတယ်နေရပါလားမပါဘူးအချိန်ပါလားဆိုပါတယ်ဒီညဆို tonight do homework tonight ဟောလက်ချောင်းတွေကိုမကိုက်နဲ့အမိန်ပေးရတော့အမိန်ပေးရဒါပေမဲ့ तू က လှုပ်ဖို့မိန်ပေးတာမဟုတ်ဘူးမလှုပ်ဖို့မိန်ပေးတာမလှုပ်ဖို့မလှုပ်ပါနဲ့မကိုက်လှုပ်ဆန်းနဲ့ဆိုရင် don't ထည့်ရတော့မယ် don't ပြီးမှဘတ်စီးလာမယ်တော့ဘာနဲ့ဆက်လိုက်မလဲ don't don't ပြီးဘတ်လာမယ်ဘတ်ဒီနောက်ဆုံးမှာကိုက်ဒီဆိုရယ်လုံယူရမယ်ကိုက်တာကလည်းရှေ့ကနှစ်ရက်စာမှာရေးပြီးသား bite bite ကိုက်ဒီ don't bite လက်ချောင်းတွေလက်ချောင်းလေးတွေဘာလို့ခေါ်လဲဆိုရင် fingers လို့ခေါ်တယ် don't bite သူပြောလိုက်တော့သူပြောနေတဲ့လူရဲ့နားထောင်နေသူရဲ့လက်ချောင်းဆိုတာတိကျတယ်တိကျရင်ဒဲထည့်မယ် the f i n g e r s finger နော် don't bite their finger သင်ရဲ့ဖေထန်သူစာတစောင်ရေးပါဗတ်နေပဲစားလိုက်မယ်ရေးပါ right right ပြီးရင်အရေးခါမယ် object ပါလားပါလားပေါ့စာတစောင် a စာကို letter လို့ခေါ်တယ် l e t t e r ရ letter လို့ခေါ်တယ်နော်ကဲသင်ရဲ့ဖေထန်သူဆိုတာကကြတော့ preposition နဲ့ free ဘာနဲ့ဘာပါလဲ preposition နဲ့ free တို့ပါလဲ preposition နဲ့ free တို့ဘယ်လိုခေါ်လဲ to သင်ဤသင်ဤဒီဘာလဲဟို ပြောလိုက်တာနဲ့တက်ခနဲ့တက်ခနဲ့မတည်ဘူးဆိုရင်ရှေ့ရဟာကြီးမကြေခဲ့လို့နော်ပြန်ကြက်နော်သူကြီးဆိုတာ possessive adjective ဘယ်လိုခေါ်လဲဆိုရင် you are ပြီးတော့မှ father နော်နောက်တစ်ခုဒီညနေငါ့ကိုဖုန်းခေါ်ဖုန်းခေါ်ဆိုတာလေးက verb passive နဲ့ဆက်မယ်ဖုန်းခေါ် call me ဖုန်းလို့လည်းရေးလို့ရတယ်လို့ဖုန်းလို့တလုံးနဲ့လည်းသုံးလို့ရတယ်ဖုန်းဒီ noun အနေနဲ့ဆိုရင် phone ခေါ်တဲ့ဖုန်း verb အနေနဲ့ဆိုရင်ဖုန်းခေါ်ဒီတဲ့ကဲဖုန်းပြီးရင်အခေါ်ခံရမယ့်ဟာဘာလဲမလဲ object ဘယ်လိုဆိုငါငါဒီလားငါကူလားဆိုငါကူမှတ်မိသေးလားကျွန်ုပ်ဒီဆိုရင် subject ဘယ်လို noun I ကျွန်ုပ်ကိုဆိုရင်ဒီမှာကိုအတန်းလေး me phone me ဒီညက်နေကိုကြတော့ this e v e n i n g evening လို့ခေါ်ရနော် call phone me this evening ကလပ်ဖိုင်ပေါ်မှာထိုင်ပါဘာနဲ့ subject နဲ့ပဲစာမယ် sit ပြီးရင်ကလပ်ထိုင်ပေါ်မှာဒီ preposition နဲ့ phrase ကလပ်ဖိုင်ပေါ်မှာထိုင်နေဆိုတာထိနေတယ်ထိနေ on လား above လား over လားမှတ်မိသေးလားအဲ့ဒါလေ day 3 day 4မှာပါတယ်အပေါ်မှာဒီထိနေ on ပါကလပ်ထိုင်ကချဲ ကလထိုင်အားသူပြတဲ့ကလထိုင်တော့တီးကြတယ်အဲ့တော့ sit on the chair ။ and who ចောင်းကို9နာရီလာခဲ့။ចောင်းနေ9နာရီမကြည့်ရနော် vet ကိုပဲသွားခိုင်းရင် vet ရှိနောက်ဆုံးဟောက်ပြေးလိုက်လာခဲ့ရခမ်းပြီးလို့ရှိရင်ចောင်းကိုနဲ့9နာရီပါတယ်။အဲ့တော့နေရာနဲ့အချိန်ပြရင်လာလဲနေရာရင်လာတယ်။ចောင်းကိုဆိုမဲ့တကယ်တကယ်ចောင်းတို့အဲ့တော့ come to school နိုင်ရှိမှာ at မယ် at 9 o clock 9 o clock เนาะ သူနဲ့မသွားနဲ့အမိန်ပေးပြီတော့ don't go မသွားနဲ့သူနှင့်သူနှင့်သူဟိုနေ့တင်ထားပြီတယ် with him ဒီမှာ with တို့ဒီ preposition တွေရဲ့အနောက်မှာဖာပဲလိုက်ရလဲဆိုရင်ဒီ object pronoun ပဲလိုက်ရအဲ့လေးမှတ်ထားဒီ preposition ရဲ့အနောက်မှာ object pronoun ပဲလိုက်ပဲဒါပေမဲ့ကျတော့လေဘွဲကုန်ပေါ်မှာမထိုင်နဲ့မထိုင်နဲ့ဆိုတာကမလုံဆန်းနဲ့ဆိုတော့မလုံဖို့ပြောတာဆိုတာဘာနဲ့စမလဲဆိုရင် don't don't be verb verb ကထိုင်သည်ဆိုတော့ sit ပြီးမှစပွဲကုန်ပေါ်မှာ preposition ဖြစ်တဲ့ on ရေးပြီးမှနောက်မှ now ရေးမယ် on the table စပွဲကုန်ကို to မနေနဲ့ to မနေနဲ့ဆိုတာလေမလုပ်ဖို့ပြောတာဆိုတာဘာနဲ့ပဲစမလဲဆိုရင် don't နဲ့ပဲစမယ်ပြီးရင် verb ဆိုတော့ to သည်ဆိုတာဟိုနေ့ကသင်ထားတဲ့ beat ဒီနေရာမှာ hit လဲသုံးလို့ရတယ်ဒါပေမဲ့ to နေတဲ့ဆိုတာဇက်တိုက်ဖြစ်တဲ့သဘောကိုယူဆောင်ပြီး beat သုံးလို့ရတယ် don't beat စပွဲကုန်ကိုတော့ the table okay ဒါဆိုဒီနေ့မှဆရာကြီးဖြစ်သွားပြီသူများကိုလုတ်ပါလို့လည်းခိုင်းတတ်သွားပြီမလုတ်ပါလို့လည်းမလုတ်ပါနဲ့လို့လည်းပြောတတ်သွားပြီကဲဒါဆိုရင် day 10ကြရင်ရောဘာရဆက်လေးလာမယ်ဆိုတော့ကြည့်လိုက်အောင်နော်